Hello. ဂလိုရီယာရဲ့ဒီနေ့အိတ်တွေကိုရှင်းမဲ့နေပဲဖြစ်ပါရရှင်။အများစုကတော့ဝယ်ထားပြီးတော့မသုံးပြတာအများရယ်ပေါ့နော်။ဆိုတော့အဲ့ဒါလေးကို try on လုပ်ပြသွားရင်လက်ဆောင်လေးလည်းပေးမှာမို့လို့ဗီဒီယိုဆုံးဖြတ်ကြည့်ပေးပါအောင်နော်။ဆိုတော့မရှင်းရင် tray လက်ထွက်မှာဆိုတော့စပင်းလေးကိုယင်စီအင်ဂျီလေးကိုယင်လဲလိုက်ပါအောင်။နောက်ဆုံးအိတ်ကိုပြရမယ်ဆိုလို့ရှင်ဂလိုရီယာမှာရှိရဲပန်းရောင်အိတ်ခုတည်းတော့ပေါ့နော်။သူ့ရောခူတိုက်လေးကိုဝတ်တဲ့အခါမှာလွယ်ဖြစ်ပါရယ်။အော်နောက်ထပ်ပန်းရောင်လေးလည်းရှိသေးရယ်။သူကကြတော့အဖြော့ကြတော့အိတ်ပုံစံလေးကိုချစ်လို့ဆိုပြီးတော့ဝယ်ထားပေးမယ်။ကျူလီကတော့ပြုတ်သွားရယ်ပေါ့နော်။ဒါပေမဲ့ဒီတိုင်းလေးရောလွယ်ရင်လည်းလွယ်လို့ရတယ်။ဒီအိတ်လေးတွေကတော့လက်ဆောင်လေးရထား င်ချီထိုးအိတ်လေးပါဒီဝါရောင်အိတ်လေးရရမ်းချစ်ဖို့ကောင်းတယ်သူကကန့်ချီပိုင်တော့လို့ရှိရင်တော့လွယ်လို့ရမယ်ပုံလေးငါကျတော့တကယ်ချင်းထိုးပြရတဲ့ချီအိတ်လေးသူကကျိုးနဲ့လည်းလွယ်လို့ရတယ်ပေါ့နော်ဒီလိုမျိုးဖေးနားမှာတက်ဖို့ဟာလေးပါပါတယ်တိတိကျကျထိုးပြရတဲ့ချီထိုးအိတ်လေးပေါ့ဒါလေးကကျတော့မိုးကသားအိတ်လေးပေါ့နော်သူကပစ္စည်းလေးအများကြီးဆန့်နေပြီးတော့ကျိုးလေးကိုလည်းခြိုက်လို့ဆိုပြီးဝယ်ဖြစ်ခဲ့ရတယ်ဒါလေးကလည်းကျိုးရဲ့ပုံစံလေးရောအိတ်ရဲ့ပုံစံလေးရောခြိုက်လို့ဆိုပြီးတော့ဝယ်ဖြစ်ခဲ့ရပါတော့ကျိုးကလေအရှမ်းလေးရဲ့ပစ္စည်းအများကြီးထည့်ရင်တော့ပခုံးနိုင်ပေါ့နော်ဒါလေးကကျတော့လက်ဆောင်ရထားတဲ့အိတ်လေးပါဘ that not my style အာခရီးပြီးတော့လို့ရှင်တော့လွယ်လွယ်ကောင်းမဲ့ပုံစံလေးပါအဲ့ရဲ့အသားလည်း true ရတော့ true ပါ ါလေးကတော့ Victoria Secret ကလွယ်အိတ်လေးပေါ့နော်။အာချစ်တော့ချစ်စရာလေးဆိုပေမဲ့အရင်မင်းကလေးဆန်လို့ဆိုပြီးတော့မလွယ်ဖြစ်သေးဘူးပေါ့နော်အခုထိ။ဒါကလည်း mini bag လေးပါပဲ။အဲဒီတော့ငါဝယ်ထားတာအဲ့လိုလွယ်အိတ်ပိုးအရင်ထားနေလို့ဆိုပြီးတော့ဒီ Zara နေဝင်လိုက်တာပေါ့နော်။အာတစ်ခါတော့ပဲသုံးရသေးရဲ့အများကြီးတော့မဆန်ဘူး။ဒီအိတ်လေးကကျတော့သူ့ရဲ့ design ရောပစ္စည်းတွေလည်းအများကြီးဆန်လို့ဆိုပြီးတော့ daily wear အနေနဲ့လွယ်ဖြစ်နေရလေးပါ။ဒါလေးကကျတော့လည်းဘယ်အိတ်ရဲ့ design ကို inspire ယူပြီးတော့ outlet ထုတ်တာလည်းတော့မသိဘူးပေါ့နော်။ဒါပေမဲ့ Gloria ရသွားအရင်တန်တယ်ဘေးနားအိတ်ကက်တွေလည်းအကုန်အရှင်ပေါ့နော်။ထည့်လိုက်ရ ်ဂလိုရီကတော့အချင်းချိုးလေးနဲ့အာဒီဇိုင်းပြင်ဆင်ထားလိုက်တယ်ပေါ့ဒါကတော့ကျမမောသွားလို့အိမ်လေးတောက်ပြီးခဏနားနေရပါကဲဒါကတော့ကျမမှာရှိရဲ့အိမ်လေးထဲမှာဈေးကြီးဆုံးအိမ်လေးပေါ့နော်ဟုတ်ပါရဲ့ဆိုတော့ဒါလေးကိုအရန်စိုက်ပါရဲ့သူ့ကိုတော့အရန်လှတဲ့နေရာလေးကိုပဲခေါ်သွားပါရဲ့ကဲဝင်းနေဖို့ကောင်းတဲ့အပိုင်းလေးလာပါပြီကျမဒီအိတ်ကိုဝယ်ပြီးနှစ်ခေါက်လောက်ပဲသုံးရသေးရပြီးတော့သုံးနှစ်လောက်ထိပြစ်ထားပါပေါ့နော်အခုမှပြန်ဖွင့်ကြည့်လိုက်တာမှုရီတက်တယ်ပြီးတော့အိတ်တွေကလည်းအကုန်ကွာကုန်နေပေါ့နော်အိတ်လေးကအမှန်တကယ်ဆိုရင်အရန်ချစ်ဖို့ကောင်းလားဘူးတဲ့ ုံမြင်ပုံမှန်ထဲတာတော့မေ့ပြီးမလွဲဖြစ်တာပေါ့နော်အခုတော့ပြစ်ရပါတော့မယ်ဒီခါကျတော့လက်ဆောင်ရထားတာပါသူ့ရဲ့ကျိုးမကြိုက်လို့ဆိုပြီးတော့သူ့ကိုလည်းပြစ်ထားသုံးနှစ်လောက်ရှိပါပြီအော်ဒါမှမဟုတ်လေကျိုးလေးဖြုတ်လိုက်ရင်တော့မစိုးပေါ့ဆိုပြီးတော့ထားရတာအလောက်ကြာသွားတယ်ပေါ့နော်စီးကတော့နှစ်ဖက်ပါတယ်ပြီးတော့အနောက်ဘက်မှာလည်းပါတယ်ဒါပေမဲ့စီးတစ်ဖက်ကတော့ဖွင့်လို့မရတော့ဘူးပေါ့နော်ကြာသွားလို့လည်းမသိဘူးဆိုတော့အဲ့ဒါဘယ်လိုလုပ်ရမလဲလေးကလည်းလက်ဆောင်ရထားတာပါပဲတော်တော်များများလက်ဆောင်ရတဲ့အိတ်တရားဒီလိုမျိုးရိုးရှင်းလေးပေါ့နော် Gloria ကတော့တိတ်မလွဲဖြစ်ဘူးကြိုက်တယ်ဆိုလို့ရှိရင်လက်ဆောင်ပြန်ပေးပါမယ်လေးကတော့တော်တော်များများသိကြမှာပါ Lara လွယ် ယ်တဲ့အိတ်ဆိုပြီးတော့တော်တော်နာမည်ကြီးသွားတဲ့ trend ဖြစ်သွားတဲ့အိတ်လေးပေါ့နော်။အဲဆိုတော့ကျမရဲ့လက်ဆောင်ပေးမယ့်စီစဉ်လာပါပြီရှင်။ဖြောင်းနေတဲ့လက်နဲ့ပဲမိဖြစ်သွားပါတယ်။ပြက်နေတဲ့လက်နဲ့ပဲဆက်ရိုက်ပါတယ်။ဆိုတော့အစကတော့ဒီအိတ်လေးကိုလက်ဆောင်ပေးဖို့လှုပ်ထားပေးမယ်။ဈေးတစ်ဖက်မရတော့တဲ့ဆောင်မလို့ခုနကပန်းရောင်အိတ်လေးရဲ့အခုမိုးကသာအိတ်လေးရဲ့လက်ဆောင်ပြပေးပါမယ်။ comment မှာတော့မှတ်ငယ်ကြအောင်နော်ယူမယ်ဆို။အဲကျမကတော့ဆက်ပြီးအမှောင်မဲတဲ့မှာချွေးတီးတီးနဲ့အိတ်လေးနေရာချတာပြန်လဲရှင်းလင်းလေးလှုပ်လိုက်ပါဦးမယ်ရှင်။ ကဲဒါကတော့ glorial ရှင်းလင်းပြီးသွားပါပြီ glorial အိပ်ရာဘေးနားမှာထားထားတဲ့အိတ်လေးတွေရဲ့ဆင်ပေါ့နော်ကဲဆိုတော့လက်ဆောင်လေးယူမယ်ဆိုလို့ရှိရင် glorial ကို comment လေးမှာမှတ်ထားပြီးတော့ glorial account ကိုလည်း follow လုပ်ပြီးထားအောင်နော်အဲ့ထဲမှာမှပြန်ယူပေးပါမယ်